ရခိုင်နယ်တွင်ကထိန်အလှူကုန်မလက်မြိုင်မှာတမှုထူးခြားစွာလုပ်ခဲ့တဲ့ဝင်းမွှေရွှေဤတို့ဇနီးမောင်နဲ့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကိုအမြင်ရရှိနေတဲ့ထိတ်တန့်ဥပညာရှင်တွေရဲ့လှုပ်ရှားမှုတွေထဲမှာအခုလိုဝါလာကင်းလို့ကထိန်ကာလမှာပြုလုပ်ကြတဲ့ အလူတန်းသတင်းတွေကတော့တကယ်ကိုမှကြည်နူးစရာသာဓုခေါ်စရာအကောင်းဆုံးသတင်းတွေပါပဲဒီလိုမျိုးသတင်းတွေတဲကမှဒီရက်ပိုင်းလူမှုကွန်ရက်မှာအားလုံးရဲ့ချီးကျူးမှုတွေကိုရရှိနေတာကတော့ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးကျော်လီဝင်းမုံရွှေအင်းနဲ့သူရဲ့ခင်မုန်းတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန်းသတိကြီးတူပဲဖြစ်တဲ့ကိုနိုင်ဖြိုးကျော်တို့ဇနီးမောင်နဲ့ရဲ့ကထိန်အလူတော်သတင်းမှာပဲရှင် ။ဒါကြောင့်ဒီအလူကဒီလောက်ထိလူရည်ရဲ့စိတ်ဝင်စားမှုတွေကိုရပြီးတော့တမှုထူးခြားတယ်လို့ပြောနေကြတာလေဆိုတာကိုနည်းနည်းလောက်ရှင်းပြချင်ပါတယ်။များသောအားဖြင့်ထိတ်တန်းတထေးကြီးတွေနမေကျော်နုပညာရှင်တွေရဲ့အလူတန်းလို့ဆိုလိုက်ရင်ပရိသတ်တွေကအရန်ကိုခန်းနာကြီးကျယ်တဲ့ပြင်ဆင်မှုတွေမျက်စိချင်းလောက်တဲ့အလူပမာဏတွေကိုမျှော်လင့်တတ်ကြပါတယ်။ဒါပေမဲ့ဝင်းမုံရွှေကြီးတို့ဇနီးမောင်နိုင်ရဲ့ဒီတစ်ခေါက်အလူကတော့အဲ့ဒီလိုဂုံပကသနာတွေအပေါ်ယံခန်းနာမှုတွေထက်တကယ်ကိုအတိတ်ပဲရှိပြီးလိုအပ်တဲ့နေရာတွေစီကိုတည်တည်မမဲရောက်ရှိတဲ့အနှစ်သာရကိုဦးတည် ည်ခဲ့လို့ပါပဲသူတို့ဇနီးမောင်နှံဟာအခုနှစ်ကထိန်အလှူတော်အတွက်မော်လမြိုင်မြို့မှာရှိတဲ့အောင်စဘူးကျောင်းတိုက်ကိုရွေးချယ်ခဲ့ကြပါတယ်အဲ့ဒီမှာမိသားစုလိုက်ကထိန်တင်ကန်းကတ်လို့ပြီးကုသိုလ်ယူခဲ့ကြရုံတည်းမဟုတ်ပါဘူးသူတို့ရဲ့အလှူဟာ အလွာပေါင်းစုံကိုရောက်ရှိခဲ့ရကတကယ်ကိုထူးခြားတဲ့အချက်ပါပဲပထမဆုံးအနေနဲ့တရဏတော်အတွက်အဲ့ဒီကြောင်းတိုင်းမှာသတင်းသုံးနေကြတဲ့သီလရှင်အပါပေါင်းတထောင်တထောင်တီတီအတွက်ဆွန်းဆန်စင်းတွေနဝကာမဝိထုငွေတွေဆိုလိုတာကတော့လိုအပ်တဲ့နေရာမှာသုံးစွဲနိုင်ဖို့လှူဒန်းတဲ့ငွေကြီးကိုစက်ကက်လှူဒန်းခဲ့ပါတယ်သီလရှင်အပါတထောင်ဆိုတဲ့အရေးအတွက်ကတကယ်ကိုများကြားလာပါတယ်ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူး ဒုတိယအနေနဲ့ပညာရေးဌာနကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။အရင်ဒေသမှာရှိတဲ့ចောင်းသူចောင်းသားလေးတွေအယောက်250ကိုចောင်းဝစ်ဆောင်အစ်စ်လေးတွေလှူဒန်းခဲ့ရပါ။တဟာကလေးတွေရဲ့ပညာရေးအတွက်တစ်ဖက်တစ်လမ်းကနေအားပေးမှုတစ်ခုပါပဲ။တတိယအလူကတော့အလုံးသေးမှအထူးကြားဆုံးနဲ့အလူအဆုံးအလူလို့တောင်ဆိုနိုင်ပါတယ်ရှင်။အဲ့ဒါကတော့အဲ့ဒီရက်ွက်တွေမှာနေထိုင်ကြတဲ့အခြေခံလူဒန်းစားရက်ွက်သူရက်ွက်သားအယောက်9000လူ9000စာအတွက်စံအိတ်တွေကိုလှူဒန်းခဲ့ရပါပဲ။အခုလိုကာလမျိုးမှာလူအယောက်9000စာအတွက် စာနယ်ရိတ်ခါကိုဖြည့်ဆည်းပေးတယ်ဆိုတာတကယ်ကိုကြီးမားတဲ့ဒါနတန်ဖိုးရှိတဲ့ကုသိုလ်ပါပဲ။ဒီအလှကိုကြီးခြင်းအပြင်ဝိမုံရွှေရိုးဇနီးမောင်နဲ့ဟာသူတို့ရဲ့ဒါနဥစ္စာကိုဘယ်လိုနေရာမှာအကျိုးရှိရှိသုံးစွဲရမလဲဆိုတာကို ကောင်းကောင်းနားလည်ထားသူတွေဆိုတာထင်ရှားစေပါတယ်။တချို့သောအလူတန်းတွေလိုမျိုးလူအများမြင်အောင်ကြီးကျယ်ခန့်နာအောင်ပြုလုပ်တဲ့ဂုံပကသနာအလူမျိုးမဟုတ်ဘဲတကယ်လို့အဲ့ဒီရဲ့တရဏဝင်တန်းသီလရှင်တွေအနာဂတ်ရဲ့မျိုးဆက်တွေကလေးတွေနေ့စဉ်ဆောင်ဝင်နေရတဲ့ရုန်းကန်နေရတဲ့အခြေခံပြည်သူတွေစီကုန်တည့်ရရောက်ရှိစေကြရပါဒီနေရာမှာပရိသတ်တွေအမြဲပြောလို့ရှိတဲ့ဇာတ်ကားတစ်ခုကိုလည်းထည့်ပြောခြင်းပါတယ်။အဲ့ဒါကတော့ဝိမုံရွှေရအင်တော်ရေကန်အကောင်ဆုံးမင်းသမီးဆိုတာပါပဲ။တာဟာသူ့ရဲ့ခင်မုန်းတဲ့ကနိုင်ငံကျော် တတိကြီးတူဦးဖြစ်နေလို့တသက်ပဲ ပြောတာမဟုတ်ပါဘူးအခုလိုမျိုးကုသိုလ်ရေးကိစ္စတွေမှာဇနီးတဲ့ဖြစ်သူရဲ့စေတနာကိုနောက်ကနေအပြေအဝအစိတ်တူကိုဒူလိုက်ပါဖြည့်ဆည်းပေးတတ်တဲ့ခင်မုံကောင်တယောက်ကိုပိုင်ဆိုင်ထားလို့ပါပဲဇနီးဖြစ်သူကကုသိုလ်လုပ်ခြင်းနဲ့လူချင်းတန်းခြင်းနဲ့စိတ်ဆန္ဒရှိတဲ့အခါခင်မုံတဲ့ကလည်းကောင်းပြီလုပ်ကြမယ်ဆိုပြီးအတူတကွလက်တွဲပြီးတော့အခုလိုကြီးကျယ်တဲ့အလှူတွေဖြစ်မြအောင်အကောင့်ထဲပေါ်ပေးတာကတကယ့်ကိုအားကြစရာပါရမီဖြည့်ပတ်တွေပါပဲခြုံပြောရရင်တော့ဝိမုံရွှေကြီးတို့ဇနီးမောင်နဲ့ရည်ဒီတစ်ခေါက်မော်လမြိုင်မျိုးကကထိန်အလှူအောင်ကြီးကျယ်ခန်း နာမှုထက်တကယ်အကျိုးရှိပြီးလိုအပ်တဲ့နေရာတွေကိုပံ့ပိုးပေးတဲ့အနှစ်သာရပြေးွားတယ်။အလူဒါနာကြီးတခုအဖြစ်မှတ်တမ်းတင်ရမှာပါ။ကြီးရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ဒီလိုကုန်းပကသနာတွေထက်အတိတ်ပဲရှိတဲ့ဒါနာမျိုးကိုပို့ပြီးတဲ့သဘောကြကြလောင်းဝိမုံရွှေတို့ဇနီးမောင်နဲ့ရဲ့ဒီလိုစိတ်တူကိုသူကုသိုလ်ပြုမှုတွေကိုဘလောက်ထိသာဓုခေါ်မိလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။